9ရက်9လ2025ပေါ့နော်မြေပြင်ရရှိတဲ့သတင်းအချက်လက်တွေကိုကျွန်တော်အဖြေခံပွားနေဘုံခံလူသားစပီကာအဖြစ်နဲ့တပ်မတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်အဘဒူးချုပ်ကြီးနဲ့နာဆာကအစိုးရအဖွဲ့ဝင်တရလုံးတပ်မတော်သားနဲ့တပ်မတော်သားမိသားစုအေးချမ်းစွာနေထိုင်ခြင်းနဲ့ပြည်သူလူထုတွေသိရှိအောင်တင်ပြပေးမှဖြစ်တယ်ကိုစိုးဘိုးရင်းနဲ့9ရက်9လ2025ရက်နေ့ပခုတ်ကူမြို့နယ်မြိုင်မြို့တောင်ပြပခုတ်ကူမြို့အနောက်ဘက်ဇောင်ချမ်းကုန်းရွာနဲ့ဥယင်ရွာတိတ် ဂျာမကွေးလေတဲမှာတဲ့ဝင်ပြက်ခတ်မှုကြောင့် PDF တွေအထည်နာရုံနဲ့မကအသေးအပြောက်တရားကျော်ရှိကြောင်းထိခိုက်ဒဏ်ရာရရှိသူအများအပြားတွေ့ရကြောင်း PDF တွေရဲ့အစာအုပ်အပအဝင်ဘုံကိုချင်းတွေပါထိပြီးအထဲက PDF တွေပါတေးတယ်တေးတာလည်းတွေ့ရတယ်တဲ့ဇောင်ချန်းကိုအနီးတစ်ခွရွာဒီမှာလဲအသေးပြောက်ဒီအတီးတီးရှိကြတယ်တဲ့ထိုးရွာဒီမှာထန်းတမင်ရွာ30ရွာတန်းရှည်ရွာ20ဇောင်ချန်းရွာအတွင်း10ရောက်ဟုတရင်ရရှိခဲ့ပါတယ်တဲ့ မကွေးတိုင်းချောင်းမြို့နယ်မာကြီးကုန်းရွာနဲ့တောင်သာမြောက်ရွာမှာ PDF အထိုင်ချထားတယ်အခုရွာတွေကိုမဝင်မနေရအသက်16နှစ်ကနေ35အကုန်ဝင်ရမယ်တင်တန်းတက်ရမယ်လို့ပြောနေတယ်တဲ့အချိန်မနှောင်းရင်ရှင်းလင်းပေးစီလိုပါတယ်အထက်လူကြီးတွေသိစေရန်တင်ပြအပ်ပါတယ်အခုဘုံနဲ့စူးတော်ရွာ၄ပင်ကုန်းရွာစေကံရွာဂွေးပင်ကြီးရွာ PDF အထိုင်ထွားရွာချရွာတွေအားလုံးက PDF တွေပါတဲ့ရွာပပလည်းမှာမိုင်းတွေထောင်ထားပါရဲ့တဲ့နော် လမ်းသွားလမ်းလာပြည်သူတွေဒုက္ခရောက်နေကြပါတယ်တဲ့နော်အဲ့ဒါကျွန်တော်ကဒီသတင်းတွေကိုအောက်ကနေပေးပြီးပြီးနော်အောက်ကနေပေးပြီးမှကျွန်တော်အော်တာနော်အဲ့တော့အဓိကကတော့လက်နက်ကင်ပြီးအနိုင်ကျင့်နေတောင်းချမ်းနေကြတဲ့ရွာက PDF တွေရန်သူကိုထောက်ခံနေတဲ့ရွာသားတွေတေကုံမအေးချမ်းမှာပါကိုစော်ဘဝင်းရေးတဲ့အရေးကြီးတာကကျွန်တော်တို့တက်မလို့စစ်ကြောင်းတွေရွာတွေကိုဝင်လာပြီဆိုရင်တော်တော်တတိထားခိုင်းပါတယ်ကိုဘုံအရန်အရေးကြီးတယ်ရန်သူကရွာသားတွေများနေတော့လေစစ်ကြောင်းလာပြီဆိုတာနဲ့တရွာကို၁၀ရောက်၁၃ရောက်လောက်ဖြတ်နေတာတဲ့ရွာတိုင်းပဲတဲ့ ဒီကဝင်ဟိုကထွက်ဘယ်သွားရင်ဘယ်ရောက်တယ်ဆိုတာသူတို့ကသိတယ်ဒါကြောင့်ရန်သူကားတဲ့တက်ကစစ်တီတွေကိုချောင်းပြစ်နိုင်တာပေါ့တဲ့မင်းလားအရှိချမ်းလက်ပံတန်းအရှိချမ်းစစ်ကွင်းတာကလေးအရှိချမ်းကကျော်တီအရှိအရှိချမ်းကရွာတွေက PDF တော်တော်များများများတယ်တဲ့ကိုဖုံးတဲ့အခုတော့တက်ကထိုးစစ်ဝင်လာတော့အရှိဘက်ကရွာတွေကတောတွေကိုရှောင်နေကြတယ်တဲ့မဆိုင်တဲ့တချို့သောရွာသားတွေကဒုက္ခရောက်ရတယ်တဲ့ ကျွန်တော်ဟိုတကကိုစောဘိုးအင်းကိုပို့ထားတယ်တဲ့ငပြောငပြောတုံးရွာစမ်းပုတ်ရွာကစမ်းပုတ်ရွာကရင်ပင်စမ်းရွာတောင်နှမ်းမြန်ရွာ ကျွန်းကုန်းရွာဇရစ်မြောင်ရွာခန်းကော်ပင်ရွာအဲ့ဒီရွာတွေမှာအဓိကနေကြတယ်တဲ့ကျွန်းကုန်းရွာကတဲ့ကာဟဲဆိုတဲ့လူကအဲ့ဒီနေရာတဝက်ကလက်နက်ကင်ခေါင်းဆောင်ပဲတဲ့ကရင်လူမျိုးတဲ့ကိုစောဘိုးအင်းဖြစ်နိုင်ရင်စစ်တောင်းတွေကိုအရန်မသွားခိုင်းပါနဲ့တဲ့ရွာတွေက နေပြီးတဲ့ရန်သူတွေကခွေးချောင်းချောင်းနေကြတယ်တဲ့ဖြစ်နိုင်ရင်လေဘော်လေဘော်ကနေလှုပ်ပါတဲ့ကျွန်တော်တို့အတူမြို့အပေါ်ကိုအသီးမိတ်ဆွေတွေရှိတဲ့နေရာကိုပြောင်းရွှေ့နေကြတယ်တဲ့နော်လက်နက်ကင်တောင်းကြတဲ့ PDF တွေမရှိမှအေးမှာပါတဲ့ကိုဖုံးနဲ့တက်မတော်ကြီးကိုပြောပြပါတဲ့ဘကိုးတိုင်းအရှိချမ်းဆိုရင်နဲ့ဘဲပြည်သူမျက်နာကမှမငဲ့ပါနဲ့တဲ့ရန်သူကိုရန်သူလိုပဲဆက်ဆံပါတဲ့နော်နော် ဒီနေ့ကတော့မြင်းကြံပေါ့နော်မြင်းကြံခါမာယာ15ပတ်လည်မှာတိုက်ပွဲတွေဖြစ်နေတယ်ဒုံးတွေလက်နက်တွေချတယ်ပေါ့နော်ဒုံးတွေလက်နက်တွေချတယ်အဓိကကတော့အဲ့ဒီနားတဝက်ကရွာတွေကညောင်ပင်ရွာတမွန်းရွာကြီးကန်ဆွဲတမွန်းရွာကြီးကန်ဆွဲအနာပပတ်လေတဲ့အဲ့မှာ PDF တွေကြီးပဲတဲ့နော်မင်္ဂလာပါကိုပေါင်းနဲ့ဖောင်းပြင်မျိုးကိုတော့ KIA PDF အကြမ်းဖက်များဟာတဲ့ကုံချင်းစည်းစည်းမှုကိုဖျက်တော့ထားပါတယ်တဲ့ရေလန်းရောကားလန်းတွေပါဖျက်တော့ထားတာအကြောင်းကျောက်ဥတလုံးကို 1800ပေးပြီးဝယ်စားနေကြပါတယ်တဲ့။ဖောင်းမြင်အနောက်ဘက်ကနောင်ပလန်းရွာမှာတော့ KIA PD ရဲ့အကြမ်းဖက်တွေစိုးမိုးထားတာပါတဲ့။အဲ့ဒီရွာတွေမှာကြိုက်တာဝယ်လို့ရပြီးဖောင်းမြင်မြို့မှာတော့ကုံစီပစ္စည်းပြတ်တောက်နေပါတယ်တဲ့။ဒါကိုအဘကချုပ်ကြီးသိစေရန်တင်ပြပေးပါအောင်ကိုဖိုးနဲ့ခြေစူးတင်ပါတယ်တဲ့။နောက်တစ်ခုကနောက်တစ်ခုကတော့အုတ်ကြီးပေါ့ကိုဖိုးနဲ့တရာဦးမြို့နဲ့ဗလဲပချေးရွာအုတ်ကြီးကတော့အတော်ကိုစိုးတယ်တဲ့။စစ်မှုတန်းကြီးတိုင်အသက်ပြည့်သူရှိရင်2000မရှိရင်1000 နိုင်ငံတော်အတွက်ကောက်တာဆိုရတော့မပြောလိုပါဘူးတဲ့အခုကဆိုင်ကယ်အစ်တွေတောင်ဝယ်စည်းလို့တဲ့ရေဘေးဖြစ်တော့လေအထက်ကတီခုဌာနတို့ကကြားတာပဲတဲ့အဲ့ဒီကပေးတဲ့ဝက်22កောင်နွား73កောင်ရက်ကြီးစည်းမနဲ့ပေါင်းပြီးရောင်းစားပြစ်တယ်တဲ့ပြည်သူကိုမပေးဘူးတဲ့အခုငလင်လှုပ်လို့လာလူကြတဲ့အခါသူတို့လက်ထဲငွေလူခဲ့ရင်မလူဘူးတဲ့စားပြစ်ကြတယ်တဲ့အလူရှင်တွေကိုယ်တိုင်လာလူရင်လဲသူတို့နဲ့နှီးဆက်တဲ့သူပဲပေးပြီးဘာမှမဖြစ်လဲအဖြစ်ပြပြီးပေးတယ်တဲ့ယာယီမှုစိန်မှုခံရတဲ့ဟာတွေကလည်း အနီအမာကန်အနီမာကန်ထောက်ခံသူတွေတဲ့ပေါင်းစားနေတာဆိုတော့ကားတဲ့ဂျင်ဝိုင်းထောင်ခိုင်းပြီးငွေယူထားတဲ့အထက်ကိုတင်ပြတော့လေအေးမြူဘူးသူကငွေရှာပေးနေတဲ့သူဆိုတော့စစ်မှုထမ်းကြီးအခုမလင်းကြောက်မကောက်သေးဘူးတဲ့ဘယ်နည်းပြန်ကောင်းမလဲတော့မသိဘူးတဲ့အပတ်စဉ်တိုင်းကောက်တာအုတ်ကြီးနံမြေကမျိုးဆွေတဲ့နောင်မင်းမယူထားတာတဲ့သူလက်ခံပြီးတော့ငွေယူထားတဲ့ဂျင်ဝိုင်းဗီဒီယိုဖိုင်ပို့လိုက်မယ်တဲ့လေးစားပါလေဓမ္မ။နောက်နေ့ဇော်ကုန်းကဟိုဟိုကဖြစ်နေတယ်လို့ပြောမှဆိုလို့နော် ိုက်ဟိုပါပြင်တော့ကျွန်တော်ပြမှာပေါ့ဆရာချင်းနဲ့မြိုင်နယ်ဘက်ကတက်မလို့စစ်ကြောင်းရောက်နေပါတယ်တဲ့အင်အားဘလောက်ရှိတယ်ဆိုတဲ့သတင်းတွေကိုပတ်သက်တွေကသတင်းကြိုရနေပါတယ်တဲ့ပခုတ်ကူမြိုင်တက်မလို့စစ်ကြောင်းများကိုသတင်းပို့ပေးစီလိုပါတယ်တဲ့တောက်လျှောက်စစ်ကြောင်းဘယ်မှာနားနေတယ်ဘယ်သွားနေတယ်အစ PDF တွေသတင်းရနေပါတယ်တဲ့နော်နောက်တစ်ခုကတော့ရန်ကုန်မြို့ထဲမှာမိုင်းခွဲလောက်ကြံတပြက်ချင်းတွေလောက်ကိုပြောင်းဝင်လာတဲ့ PDF ကိုအူးကို မြို့ဝင်စစ်သေးရေးဂိတ်မှာဖမ်းဆီးရမိမေလ6ရက်ရန်ကုန်မြို့ဝင်ထောက်ကျန့်လမ်းတော်မှာခရီးသွားကားတွေကိုစစ်ဆင်နေတဲ့အချိန်မနေ့ကမေလ9ရက်နေ့မှာအမျိုးသမီး3ဦးအပါအဝင် PDF 9ဦးကိုဖမ်းဆီးရမိတယ်လို့သိရပါတယ်တဲ့ဖမ်းဆီးရမိတဲ့ PDF 9ဦးမှာကုံကားတစည်းပေါ်ကယောက်ျားလေး6ယောက်နဲ့ကြံမျိုးသမီး3ဦးကိုတော့ခရီးသွား inspector ကားတစည်းပေါ်ကနေဖမ်းဆီးရမိခဲ့တာလို့သိရပါတယ်တဲ့လက်ရှိအချိန်ထိ PDF အယောက်30ကိုဖမ်းဆီးရမိထားပြီဖြစ်တယ်လို့သိရပြီးဖမ်းဆီးရမိတဲ့အထက်ကအချို့မှာ တော်ရဲကနေ PDF မလုတ်ချင်တော့လို့ပြန်လဲထွက်ပြေးလာတဲ့သူတွေလည်းပါဝင်နေတယ်လို့သိရပါတယ်တဲ့နော်လက်ရှိအချိန်ဒီ PDF PDF တွေပေါ့နော်ဒီတော်ရဲမှာပေါ့နော်သူတို့နေလို့တဲ့စိတ်တွေမရှိတော့ဘူးပေါ့နော်နေလို့တဲ့စိတ်တွေမရှိတော့ဘူးအဲကျွန်တော်လည်းအများအားဒီအကြောင်းကိုပြောပါတယ် PDF တွေအလင်းဝင်နော်အလင်းဝင်အလင်းဝင်နေဆိုတဲ့အဲမှာဒီလိုအာငါတော့လွတ်ပြီဆိုပြီးတော့မှဒါငါတနက်လည်းမပါဘူးငါဖုန်းနေလည်းစိတ်ရင်ဘာမှမတွေ့ရတော့ဘူးဆိုပြီးတော့လာမာတက်အလင်းဝင်လာ အလင်းဝင်ပြီးတော့ကျွန်တော်ကတော့ဘယ်မှာဘယ်မှာတာဝန်အဲ PDF အကြမ်းဖက်လုပ်ရတဲ့ကိုကျွန်တော်ဒီလိုလုပ်ခဲ့ပါတယ်အဲလုပ်ခဲ့မိတဲ့အတွက်ကျွန်တော်ပေါ့နော်အမားနဲ့အမှန်ခွဲခြားသည့်ညီအချင်းရောက်လာဖြစ်နေတဲ့အတွက်ကျွန်တော်အလင်းလာဝင်တာပါကျွန်တော်ကိုနိုင်ငံတော်အစိုးရအနေနဲ့နော်တိုင်းမူကြီးတို့အနေနဲ့ပြည်ထောင်ပေးရင်လည်းကျွန်တော်ကြီးပြီးသွားခံယူပါမယ်နော်အဲသူတကယ်လို့ပြစ်တယ်မပေးပဲနဲ့မိဘစီကိုပြန်နေတိုင်းဖို့ဆိုရင်လည်းကျွန်တော်နိုင်ငံအကျိုးတည်ဖို့ပြီးတော့မှအကောင်းဆုံးနိုင်ငံနဲ့လူမျိုးအတွက်ပေါ့နော်အဲ ကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ့နော်ဒေသန္တရဟိုအလုပ်တွေကိုစူးစမ်းပြီးလုပ်ကင်ပါမယ်စူးစမ်းတာနေထိုင်ပါမယ်ဆိုပြီးတော့ဝင်လာလို့ရှိရင်တော့မလုပ်ပါဘူးเนาะမလုပ်ပါဘူးအဲ့တော့ကြတော့ PDF နေမင်းတို့တွေเนาะဒီ TNN တွေအကြက်ဘက်လက်နက်ကင်တောင်းချမ်းသူဘယ်လောက်ရုပ်มาလဲဆိုတာเนาะမင်းတို့အတိဆုံးမဖြစ်တယ်เนาะမင်းတို့ကနှစ်ခုတည်းဒူးတွေကြုံခဲ့ရတာဒါပေမဲ့ PDF ကတော့တခုတော့ရှိတာပေါ့သူကစုပ်လဲစူးစမ်းလဲယူဖြစ်နေတဲ့အချိန်တွားရင်လည်းပြစ်တက်ခံရအောင်မယ်နေရင်လည်းသူတို့ဘဝအသက်လုံးဝမလုံခြုံတော့ဘူးပေါ့เนาะအဲ့ဒီအတွက် ် PDF ညီကောင်မောင်နှမတွေမင်းတို့ကဗမာလူမျိုးငါတို့ဗမာလူမျိုးတွေကပေါက်ပေါ်သွားတဲ့ PDF တွေဖြစ်တယ်အမားကိုနော်မင်းတို့အမှန်ထင်နေရင်မင်းတို့86ရမယ်လမ်းမှာစူးညောင်းခလုတ်တွေနဲ့မင်းတို့ထပ်တွေ့ရအောင်မှာဖြစ်တယ်နော်အဲ့တော့အမားကိုအမားမှန်းသိပြီးတော့မှအမှန်ကိုပြင်နိုင်တဲ့လူကမှလူပီတာတယ်လို့လည်းခေါ်တယ်နော်အေးမင်းတို့အနေနဲ့ကတော့အမားကိုမှားမှန်းသိပြီးတော့မှအမှန်အရင်းနဲ့ကိုပြန်ဝင်လာတဲ့အချိန်ကျရင်တော့မင်းတို့ကအစင်းသားစင်ကျင်တွေးတော့တွေးခေါ်နိုင်တဲ့အုံနောက်ရှိတယ်အဲဘာပဲပြောပြောပေါ့ ဘယ်နော်လူပီးသားတဲ့လူတယောက်ဖြစ်တယ်ဆိုတာကိုပဲပြောကျင်တယ်ပေါ့နော်မိဘတွေနဲ့အများဆုံးပြန်လဲပေါင်းစပ်နိုင်မှာသေးလို့လဲဆူတောင်းမိပါတယ်ကွာမင်းတို့ PDF တွေနော်မင်းတို့ PDF တွေရဲ့လောက်ရက်တွေကတိုင်းပြည်အကျိုးလူမျိုးအကျိုးနော်ဘလောက်ထိဖြစ်စည်းလာရောက်လဲဆိုတာမင်းတို့ကမင်းတို့နဖူးပေါ်လက်တင်စဉ်းစားကြည့်ပါမြန်မာပြည်အများဆုံးချင်းချင်းပါရှေးတန်းရောက်နေတဲ့တက်မတော်သားတွေဘေးရန်တွေကင်းရှင်းပြီးနောက်တန်းကမိသားစုတွေနဲ့အများဆုံးပြန်လဲပေါင်းစပ်နိုင်မှာစေလို့မြစ်တာဘူးဆုမုံကောင်တောင်းပေးလိုက်ပါတယ်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ